လုံအားမပေးစီဝေးမတက်ဖိလှည့်ရမလား क्वे ရပြပြောသဘောမမှန်ဤငါးရန်မှတ်ရန်အသိပြကြောင်းဒီမှတ်ရန်ရရွာဆုံးယုတ်ကြောင်းတဲ့ဘယ်သူရေးစားထားတာမှမသိပေမဲ့အလွန်သဘောကျမိတဲ့ကြံရလေးပါပဲအသိတစ်ခုရရွာတရားပျက်စီးနိုင်တဲ့အကြောင်းငါးခုကိုထုတ်ပြထားတဲ့ကြံရလေးပေါ့ရရွာတရားအနေနဲ့ပဲပြောချင်ပါတယ်နံပါတ်1 လှုပ်အားမပေးတဲ့ကိုနေတဲ့ကိုရက်ကိုရွာမှာရက်ရွာတန်ရှင်ရွေးအတွက်ပဲဖြစ်စေရက်ရွာတိုးတက်ဖို့အတွက်လမ်းရှင်းတာမျိုးတစ်ပင်ဆိုင်တာမျိုးပဲဖြစ်စေရက်ရွာရဲ့ตาရည်တွေမှာပဲဖြစ်စေရက်ရွာရဲ့နာရည်တွေမှာပဲဖြစ်စေတဦးနဲ့တဦးကူညီတာတိုင်းနာဝိုင်းနာလှုပ်အားပေးတာမျိုးတွေမရှိကြဘူးဆိုရင်အဲ့ဒီရက်ရွာတိုးတက်ဖို့မလွယ်ဘူး ဒီမိသားစုမှနေပြီးဒီမိသားစုရဲ့ကောင်းကျိုးမတည်ဖို့ကြဘူးဆိုရင်ဒီမိသားစုမတိုးတက်မငြိမ်းချနိုင်ဘူးဒီဝါမှနေပြီးဒီရက်ဒီဝါရဲ့ကောင်းကျိုးမတည်ဖို့ကြဘူးဆိုရင်ဒီရက်ဒီဝါဘယ်ကလာတိုးတက်နိုင်မှာလဲနံပါတ်1စီဝေးမတည်တဲ့ရရေးရွာရေးကိစ္စအရေးအကြောင်းရှိလို့ရရွာစီဝဲခေါ်တဲ့အခါညီညီညွတ်ညွတ်နဲ့စီဝဲမတက်ကြဘူးဆိုရင်လေအဲ့ဒီရရွာမတိုးတက်နိုင်ဘူး ကယ်တော့စီဝေးတယ်ဆိုတာရှေးခေတ်တည်းကလေးကတိုးတက်ဖို့အတွက်အကောင်းဆုံးလုပ်ငန်းတစ်ခုပါဗုဒ္ဓကအပရိဟာနိယမတိုးတက်ခြင်းတရားခုနှစ်ပါးမှာ စီဝေးတိုင်ပင်မှု မရှိခြင်းဆိုတာ ပထမဆုံးအနေနဲ့ပြခဲ့တယ်အရေးအကြောင်းရှိလို့တိုင်ပင်ဖို့ဆွေးနွေးဖို့ဆုံးဖြတ်ချက်ချဖို့လုပ်ဖို့ဂိုင်ဖို့အတွက် စီဝေးတွေခေါ်တာကို မလာကြဘူးမတက်ကြဘူးဆိုရင် ဒီစည်းဝေးဘက်ကဘာတိုင်းမင်းဘာဆုံးဖြတ်ချက်တွေချရမှာမလဲဘာတိုင်းမင်းဘာဆုံးဖြတ်ချက်တွေချနိုင်မှာလဲဘာဆုံးဖြတ်ချက်မှမချရဘူးဆိုရင်ဘာမှလုံမရ၊ကိုင်းမရနဲ့ဒီရက်ဒီဝါဘယ်လိုလာတိုးတက်နိုင်မှာလဲနံပါတ်3ဖိတ်လျက်မလားတဲ့ကိုကိုဖိတ်တာတောင်ကိုကမလာဘူးဆိုရင်ဖိတ်တဲ့သူကိုမလေးစားရလဲကြတယ်ကိုရကိုရွာပေါ်မှာရက်ချစ်စိတ်ရွာချစ်စိတ်မရှိရလဲကြတယ် ူဖိတ်တာကိုမသွားခင်ရင်ကိုဖိတ်တဲ့အခါမှာလဲသူလာခြင်းပမလားစဉ်းစားတင်နေသူအရေးတုံးကကိုကမကူညီခဲ့ရင်ကိုအရေးမှာကောသူကကူညီပေးခြင်းပမလားကိုဖိတ်လဲသူလာခြင်းမလာတယ်သူဖိတ်လဲကိုကသွားခြင်းမသွားမယ်ဆိုပြီးအစည်းပြေတဲ့ဝါလူနေကြရင်ဒီရက်ဒီဝါတိုးတက်နိုင်ပါမလားဒီရက်ဒီဝါကလူတွေစိတ်လုံခြုံမှုတွေရရှိခံစားနိုင်ပါဦးမလား ရွာသူရွာသားတွေရဲ့စိတ်ဟာအားကိုးရာမဲ့နေသလိုခံစားနေကြရလိမ့်မယ်။လုံခြုံမှုမရှိဘူး။နှွေးထွေးမှုမရှိဘူးပေါ့။နံပါတ်၄ကွဲရာပြပြောတဲ့။စူးစူးဝေးဝေးနဲ့စီးဝေးဖို့ခေါ်တော့လဲမလား။တယုတ်တသေးတလေးတစားနဲ့ဖိတ်တော့လဲသူမတက်။ဒါပေမဲ့လာတဲ့သူနဲ့တိုင်ပင်ဆွေးနွေးဆုံးဖြတ်ပြီးတဲ့အခါမှာကွဲရာကနေအပြစ်တွေပြော။ငါမသွားရင်လို့မသွားတာငါသွားရင်ပြောမိမှာဆိုလို့မပြောတာ ီကောင်းနေတလောက်အရင်စသဖြင့်ဝေယာကနေအပြစ်ပဲပြောနေမယ်ဆိုရင်ပဆိုးဂျုံတဲကနေလက်သီးတွေပြနေကြမယ်ဆိုရင်ရက်ကျိုးရွာကျိုးသေဖို့နေတဲ့သူတွေကသေဖို့ချင်မအောင်မလားအဲ့လိုအပြောခံရလို့လုံနေသူတွေကနောင်ဘယ်တော့မှခေါင်းမဆောင်တော့ဘူးဆိုတဲ့သူတွေဖြစ်သွားကြမယ်ဆိုရင်ကိုဒီရက်ဒီရွာတိုးတက်နိုင်ပါအောင်မလားနံပါတ်5သဘောမမှန်တဲ့ရာရေးရွာရေးနဲ့ပတ်သက်လာရင် ဘောထားမမှန်တဲ့သူတွေစိတ်ထားမမှန်တဲ့သူတွေပေါ်များနေရင်လေရရွာမတိုးတက်ဘူးပေါ့ငါမင်းသားလောက်ရရင်လောက်ရငါမင်းသားမလောက်ရရင်ပတ်မာကြီးဖောက်ခွဲပြစ်မယ်ဆိုတဲ့စိတ်ထားမျိုးရှိသူတွေငါရှိကမနေရရင်ငါပြောတာလက်မခံကြရင်ငါကိုအဓိကမထားကြရင်ငါကန့်လန့်ပဲလိုက်တိုက်နေမယ်အပြစ်တွေပဲလိုက်ရှားနေမယ်အဆင်မပြေအောင်ပဲလုပ်နေမယ်ဆိုတဲ့သူတွေရှိနေရင်ဒီရက်ဒီရွာ တိုးတက်နိုင်ပါမလားဒီရရွာတဲကလူတွေစိတ်ချမ်းသာတာနဲ့နေနိုင်ကြပါမလားဆရာတော်ဥနာဒမာလာရဲ့တရားတပုံမှာကဘာမှာမြန်မာနာမည်ကြီးတာတခုရှိတယ်တဲ့အဲ့ဒါကတော့မြန်မာတွေဟာမသိမြတ်ကြဘူးမတည့်ကြဘူးမငြိမ်ညွတ်ကြဘူးဆိုတာပဲတဲ့ဒါကြောင့်လှူအားမပေးစီဝေးမတက်ဖိတ်လျက်မလား क्वे ရပြပြောသဘောမမှန်ဤငါးတန်း မှတ်ရန်အသိပြကြောင်းဒီမှတ်ရန်ရရွာဆိုးကြောင်းလို့ပြောချင်ပါတယ်